ခုပြောအောင်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကြံဖက်စစ်တပ်ကောင်းဆောင်တွေကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားရတဲ့စစ်တပ် lobby ဇော်ဖုံးဟင်းကိုအလေပိုင်းတိုင်းစစ်တပ်သားချုပ်မှစစ်ထောက်လိုင်းရေးတွေကစစ်ကြောရေးစခန်းပို့ပြီးစစ်ကြောနေကြတယ်လို့ပြူးလွင်အခြေဆိုင်ရဲတရင်ရင်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီစစ်တပ် lobby ဇော်ဖုံးဟင်းဆိုတဲ့သူကိုဇော်လာနှစ်ရက်နေမွန်လွဲတနအီကျော်လောက်မှာပဲသူနေထိုင်ရာပြူးလွင်နေအိမ်မှာဒင်းစစ်ကောင်စီတပ်ကသူတို့အချင်းချင်းပြန်ပြီးဖမ်းဆီးသွားကြတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့လိုဖမ်းဆီးသွားပြီးတဲ့နောက်စစ်တပ် lobby ဇော်ဖုံးဟင်းဟာ ရဲစခန်းကိုမရောက်လာပဲစစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်ထောက်လမ်းရေးတွေကစစ်ကြောရေးစခန်းကိုတခါတည်းခေါ်သွားပြီးစစ်ကြောနေကြသလိုစစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနောက်ွယ်မှာဘာကြီးရွေးချက်ရှိလဲဆိုတဲ့အချက်ကိုပါစစ်ကြောမေးမြန်းနေတယ်လို့သိရပြီးစစ်ကြောရေးစခန်းဆိုတော့ခက်ကြမ်းကြမ်းဖြတ်တန်းရနိုင်တယ်လို့လည်းပြည်ဦးလင်ရဲတရင်ရင်မြစ်ကရန်ကုန်ခေတ်ကိုပြောထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမဘာသားနဲ့အမျိုးသားကြီးအစွန်ရောက်တင်ငန်းချုံဖုံးကြီးပောက်ကိုတော့ဆိုသူကတော့ဇော်ဖုံးဟင်းကိုစစ်တပ်ကဖမ်းဆီးမှုဟာ ဇော်ဖုံးရင်အတွက်ကန်ကောင်းတယ်လို့ပြောထားပြီးအပြင်မှာဆိုရင် PDF ကဖန်းစီတက်ဖြတ်လို့တည်သွားနိုင်တယ်ဆိုပြီးတော့ပြောထားတဲ့အပြင်စစ်တပ်ကဖန်းစီထောင်ချတာဟာထောင်ထဲမှာ AACC ဖြတ်တန်းနိုင်မှာဖြစ်တဲ့အတွက်ဒါဟာကန်ကောင်းတယ်ဆိုပြီးတော့ပြောထားပါသေးတယ်အဲ့ဒီစစ်တပ် lobby ဇော်ဖုံးဟင်းကိုသူတို့အချင်းချင်းဖမ်းဆီးဖို့အတိကလှုပ်ဆောင်ခဲ့တဲ့သူတွေထဲမှာစစ်တပ် lobby ဟန်ငိမ့်ဦးကဥဆောင်ပါဝင်ခဲ့တဲ့အတွက်မပါသားနဲ့စစ်တပ်ထောက်ခံသူတချို့ကတော့ဟန်ငိမ့်ဦးကိုတစ္ဆာပေါက်တူအဖြစ်ကင်မွန့်တထားကြပြီ စစ်တပ်ထောက်ခံသူတွေတဲမှာအုပ်စုခွဲတွေဖြစ်ပေါ်လာတယ်လို့လဲရန်ကုန်မြို့မှာရှိတဲ့မပတာအဖွဲ့ဝင်တဦးကိုတိုင်ရန်ကုန်ခေတ်တစ်ကို Messenger ကနေတဆင့်ဆက်သွယ်ပြောဆိုထားပါတယ်တဖက်ကစစ်တပ် lobby ဟန်ငိမ့်ဦးကတော့ဇော်ဖုံးအင်းကိုဖမ်းဆီးတဲ့အပေါ်ကန့်ကွက်တဲ့သူတွေဟာစစ်တပ်ကိုတော်လန်ပုံငန်းဖြုတ်ချဖို့ကြံစီနေတဲ့ပူးတက်သရှိုးတွေဖြစ်တဲ့အတွက်ဇော်ဖုံးဟင်းဘတ်တော်သားမှန်သမျှဖမ်းဆီးရမယ်ဆိုပြီးတော့ပါဟန်ငိမ့်ဦးရဲ့လူမှုကွန်ရက် Telegram ကနေတဆင့်လှုပ်ဆော်ထားပါသေးတယ်ခင်ဗျ ကျွန်တော်ဗာလေးပြောခြင်းလဲဆိုတော့အဖအသားကြီးတွေအဖအသားကြီးတွေမြင်မကောင်းတော့ပါဘူးဆိုတဲ့အကြောင်းလေးကျွန်တော်ပြောခြင်းတာပေါ့ဗျာအဖအသားတွေအဖအသားတွေအားလုံးကိုကျွန်တော်လေးစားတယ်အဖအသားကြီးတွေအားလုံးကိုကျွန်တော်လေးစားတယ်အဖအသားကြီးတွေကိုဘာကြောင့်လေးစားရလဲဆိုတော့အဖအသားကြီးတွေကတက်မတော်ဘက်ကနေပြီးရင်သူကကြလားမမမမရက်တည်တယ်ပေါ့ဗျာနိုင်ငံဘက်ကနေရက်တည်ကြတယ်ပေါ့တိုးတော်လည်းပဲစိတ်သက်တည်းအောက်ထမ်းကြတယ်ဗျာဒီပွဲမှာတော့ဗျဒီကိုဇော်ဘုန်းကြီးနဲ့ ဖြစ်တဲ့ဟာမှာဆိုလို့ရှိရင်နိုင်ငံမှာအကျင့်ပြစ်အကျင့်ပြစ်ဝန်ထမ်းဆိုတာ တတ်ထဲမှာလည်းရှိတယ်ဒီအကျင့်ပြင်ဝင်တန်းနေကိုကိုတော်ဘုန်းကြီးကထောက်ပြတဲ့ခါမှာကြလားအနာရှိတဲ့လူတွေဆက်အနာရှိတဲ့လူတွေဆက်လို့ပြောတာအဲ့တော့အနာရှိတဲ့လူတွေဆက်အနာမရှိတဲ့လူကမဆက်နိုင်လေဗျာအဘသားကြီးတွေပေါ်သူတို့ကကြလားအဘကိုကိုးကွယ်တာသူအဘသားကြီးတွေမှာအမကင်းလားအဘသားကြီးတွေမှာအဆဲကင်းလားအဘသားကြီးတွေကြလားမြင်မကောင်းမှုကြလားတခါတည်းရေးတာတာတွေဆဲထားတာတွေကြလားဟိုတာတွေကြလားညစ်တိညစ်ပတ်တွေပြောထားတာတွေ အများကြီးပဲဒီအဖသားကြီးတွေမှာလည်းပဲအဖသားကြီးကျွန်တော်နာမည်ထုတ်မပြောချင်ဘူးပြည်ပုဂ္ဂိုလ်ကြီးဖြစ်ကုန်ပါသလိုဒီအဖသားကြီးတွေလိုပဲပြောချင်တယ်အဖသားကြီးတွေဂရုလိုက်ရှိတယ်အုပ်လိုက်ကြီးဖြစ်နေအခုကအုပ်လိုက်ကြီးအဘသားကြီးတွေကအုတ်လိပ်ကြီးပြကိုစုံဝင်းကိုစောနေကြတာကြည့်လို့မကောင်းပါဘူးမြင်လို့မကောင်းပါဘူးခမရတို့စောက်ရှစ်ကလေးရှိကြပါခမရတို့ရဲ့စိတ်တက်တွေအောက်တန်းကြတာကိုခမရတို့ကိုယ်တိုင်ပေါ်ပြနေတာကျွန်တော်တို့ကခမရတို့ကိုလေးစားခဲ့တာတန်ဖိုးထားခဲ့တာ တံပိုးထားခဲ့တာအခုချိန်မှာတော့ပြခင်ဗျားတို့စိတ်တက်တွေကိုကြည့်ပြီးခင်ဗျားတို့ဟာတိတ်ပြီးတွေ့ယုံကြည်စိတ်ချရတဲ့လူတွေမဟုတ်ဘူးခင်ဗျားတို့ဟာပုံကိုရီကိုးကွယ်တဲ့လူတွေပဲခင်ဗျားတို့ဟာပုံကိုရီကိုးကွယ်နေတဲ့လူတွေတိတ်ပြီးတကူဟောကြလားဟာဗါလဲအဖွဲ့စည်းတကူရဲ့ဂုံတိတ်ကညှိုးနှမ်းပါတယ်လို့ပြည်သူလူထုရဲ့အထင်မြင်လွဲမအောင်ဖြစ်ပါတယ်လို့ခင်ဗျားတို့ဟာရောပြည်သူလူထုအထင်မြင်လွဲမအောင်ရေးတဲ့စာတွေမပါဘူးလားခင်ဗျားတို့ရေးတဲ့စာတွေထဲမှာ ။ခင်ဗျားတို့ပြောသမျှကိုယုံနယ်လို့များအောင်းမိတ်နေလား။ကိုတော်ဘုန်းကြီးပြောသမျှကိုလည်းလူတိုင်းကယုံနယ်အောင်းမိတ်နေသလား။အခုကခင်ဗျားတို့ကထောင်ကြအောင်လုပ်နေတာ။ထောင်ကြအောင်လုပ်နေတာခင်ဗျားတို့ရဲ့စိတ်သက်တည်းကအစ်မတန်အောင်တန်းကြတာကြလား။အဲ့ကြကြလူတိတာပေါ့ဗျာအခုတော့တိရတာပေါ့အဘသားကြီးတွေစိတ်တက်တွေအောက်တန်းကြမှန်းအဘသားကြီးတွေကအောက်တန်းစားတွေမှန်းလူတိရတာပေါ့ဗျာလူလူတိရတာပေါ့ကျွန်တော်တို့ကတော့ခင်ဗျားတို့သတင်းလေးလည်းကြည့်တယ်အခုလည်းကြည့်တယ်နောက်လည်းကြည့်အောင်ပါကြည့်တော့ကြည့်မှာဒါမဲ့ခင်ဗျားတို့ကိုလေးစားလို့တော့မရဘူးခင်ဗျားတို့ကိုလေးစားလို့လည်းမရဘူးတန်ဖိုးထားလို့လည်းမရဘူး ခင်ဗျားတို့အောက်တန်းသားတွေပဲလူတယောက်ကိုကြက်လာကြောက်ချဖို့ပဲတိတ်ပြီးပြည့်စည်နေတာခင်ဗျားတို့လို့ကြက်လာအပါကြီးအပါလေးဝင်းကြီးဝင်းလေးတွေကိုရှေ့ကနေမမမက်မက်ရက်ပြီးကာကွယ်ပေးနေခဲ့ပါကာကွယ်ပေးနေခဲ့ကြတယ်ခင်ဗျားတို့လို့အပါသားကြီးတွေရှိနေလို့လည်းပဲတိတ်ပြီးပြည့်နေတာအဲ့အဘာတွေထဲမှာလည်းအကျင့်ပြအဘာတွေအများကြီးပဲရှိတာပဲတပ်မတော်သားတွေမှာလည်းပဲအကျင့်ပြစီးပွားရေးသမားစီးပွားရေးဆိုင်တဲ့တပ်မတော်သားတွေအများကြီးရှိတာပဲကြက်လာအငက်ပြက်တွေလေး ရဲဆိုတာလည်းအငက်ပြက်လေတပ်မတော်သားအများစုဆိုတာလည်းအငက်ပြက်တယ်လေထပ်တာလည်းလူတန်းသားစစ်တဲမဝင်မှုစစ်တဲရောမဝင်မှုစစ်လော်ဘီဇော်ဘုံဟင်းကိုမန္တလေးနန်းတွင်းမှာဆေဖာရီကစစ်ကြောမင်းမြက်လျက်ရှိကြောင်းတရင်ထွက်ပေါ်စစ်တဲအရာရှိကြီးတွေကိုဆဲဆိုတာကြောင့်ဇွန်လ၂ရက်နေ့ကဖမ်းဆီးခံထားရတဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုမန္တလေးအခြေစိုက်စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပခရှိရာ မန္တလေးနန်းတွင်းမှာစစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့စာရဖာကစစ်ကြုံမေးမြန်းနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။စစ်လော်ဘီဇော်ဘုံဟင်းကိုဇွန်လ၂ရက်နေ့မိုးလွယ်တနာကြီးကြော်ခန့်ကသူ့ရဲ့ပြင်ဦးလွင်နေအိမ်မှာစစ်ကောင်စီပြင်ဦးလွင်တပ်နယ်ကဖမ်းဆီးခဲ့တာဖြစ်ပြီးပြင်ဦးလွင်ကတဆင့်မန္တလေးနန်းတွင်းကိုဖမ်းဆီးခေါ်ဆောင်ပြီးစစ်ဆေးနေတာဖြစ်နိုင်ကြောင်းလည်းစစ်တပ်တရင်အရင်းမြစ်တွေကပြောပါတယ်။ စစ်အရာရှိကြီးတွေကိုဆဲဆိုတာကြောင့်ဇော်ဘုံဟင်းကိုရန်ကုန်တိုင်းတကုံမျိုးတစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာမပတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မူမိုးခိုင်ကဆက်သွယ်ရေးဥပဒေပုံမှာ66ကနဲ့မေလ9ရက်နေ့ကအမှုဖွင့်ထားတာဖြစ်ကြောင်းလည်းသိရပါတယ်စစ်ကောင်စီနဲ့နှိဆက်သူတဦးကတော့ပြင်ဦးလွင်တက်နယ်ဟာလပခလက်အောက်ခံဖြစ်တာမို့အခုလိုဖမ်းဆီးပြီးစစ်ကြောရေးလုပ်နေတာဖြစ်နိုင်တယ်လို့မြို့တော်ကပြောပါတယ် စစ်ကောင်စီဟာစစ်တပ်ထောက်ခံသူ People Media ကကြော်စိုးဦးကိုနှစ်ကြိမ်မပါတာဖုန်ကြီးဖြစ်သူပောက်ကိုတော်ကိုတစ်ကြိမ်စစ်တပ်အရာရှိကြီးတွေကိုတဖန်လို့ခေါ်ယူပြီးစစ်ကြောမင်းမြတ်မှုတွေပြုလုပ်ခဲ့ပေမဲ့စစ်တပ်ထောက်ခံသူတွေကဝေဖန်လို့တိတ်မကြမီမှာပြန်လွတ်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပူပါတယ်